မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကို သင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့တတ်သမာတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့တရာအသုံးနှုံးမှန်ကန်ခြင်းဆိုတဲ့အခန်းနဲ့ရနေလေ့ကျင့်ခန်းလေးတွေကိုဆက်လက်ပြီးတော့ဖြေပြပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ကနဲ့မှ နော်ကနဲ့မှအသုံးလေးကိုပြန်ပြီးတော့ရှင်းပြရင်းနဲ့မေကွန်းလေးတွေကို ပြဖြေပြပေးသွားမှာ ဖြစ်ပါတယ်ကတားပြုတ်လို့သူ ဖြစ်တဲ့နော်ကတားပြုတ်လို့သူဖြစ်ချောင်းကို ပြတဲ့ကနေရာမှာမှားကိုမှားပြီးတော့သုံးလေးရှိတဲ့မှားတတ်တဲ့အသုံးအနှုံးလေးဖြစ်ပါတယ်ဥပမာအားဖြင့်ပြောရမယ်ဆိုရင် ပမောက္ခမှစူချင်းမြင့်မာတော့မယ်ဆိုပြီးတော့ပြောတဲ့စကားเนาะအဲ့ဒါကဘာလဲဆိုတော့ကတ္တပြုတ်လုတဲ့နေရာမှာ तू ကမှားကိုတုံးထတာမှားဆိုတာထွက်ခွာရပြတဲ့နေရာမှာတုံးတာဖြစ်ပါတယ်ကားဆိုတာကတ္တပြုတ်လုတဲ့နေရာမှာတုံးတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကြောင်းအုပ်ဆရာကြီးကလို့เนาะမင်းကော ပြောတဲ့နေရာမှာចောင်းអុកសៀាជីកလို့ပြောမှာလားចောင်းអុកសៀាជីម៉လို့ပြောမှာလားဆိုလို့ရှင်ចောင်းអុកសៀាជីកလို့ပြောမှာဖြစ်မှာမှန်မှာဖြစ်ပါတယ်ម៉လို့ပြောလိုက်ရင်សៀាជីကနေထွက်꽈လာတယ်ဆိုတဲ့အတိတ်ပဲပေါက်သွားမှာဖြစ်ပါတယ်ဒီအခန်းလေးမှာသိရမှာကတော့အတူချုပ်အနေနဲ့သိရမှာတော့កဆိုတာကเนาะកាត់តាပြုတ်လို့တဲ့เนาะ ပြုတ်လောက်တဲ့နေရာကနေသုံးနဲ့အသုံးအနှုံးဖြစ်ပြီးတော့မှဆိုတာထွက်ခွာရပြเนาะထွက်ခွာရပြတဲ့နေရာမှာသုံးနဲ့အသုံးကိုတိထားရင်ဒီဒီလိုမှနဲ့ကလေးကိုရွေးတဲ့နေရာမှာမှန်မှန်ကန်ကန်ရွေးနိုင်မှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီမေးခွန်းလေးကိုတစ်ချက်လောက်ကြည့်အောင် white queen တွင်ပေါ်ပြထားသည့်အသုံးအနှုံးနှစ်ခုအနက် မသိလျော်သည့်အတုံးကို ကြက်ချေခတ်ပါသူကမှန်တဲ့အတုံးကိုပြောတာမဟုတ်ဘူးမသိလျော်တဲ့အတုံးကို ကြက်ချေခတ်ခိုင်းတာခလေးတွေမိကုံးကိုသေးသေးချာချာဖတ်ဖို့လိုပါတယ်ခါတိုင်းဟာမှန်ကန်တဲ့အတုံးကိုနော်မှန်ကန်တဲ့အတုံးကိုပြပါဆိုပြီးတော့ရင် ပြောတတ်တယ်နော်မားတဲ့အတုံးကိုပြပါဆိုပြီးပြောတတ်တယ်ဒီနေရာမှာတော့မသိလျော်တဲ့အတုံးကို ကြက်ချေခတ်ခိုင်းတာသူက မှန်တဲ့အတုံးကိုအတုံးကိုကြက်ချေခတ်ခိုင်းတာမဟုတ်ဖက်နဲ့မသိမ့်လျော်တဲ့အတုံးကို ကြက်ချေခတ်ခိုင်းတာဖြစ်ပါတယ်။ကတ္တာဆိုရင်စောစောတော့ဟာရှင်းပြီးပြီးကတ္တာပြုလုပ်သူဖြစ်ကြောင်းကို နော်ပြကြရင်ကနဲ့သုံးတယ်။မှဆိုတာထွက်ခွာရာ ပြတဲ့နေရာကိုမှလို့သုံးတယ်။ဒီနှစ်ခုကိုသိထားပြီဆိုရင်ဒီလက်ကျင်ကန်းလေးကိုဆက်ပြီးတော့ ဖြေလို့ရပြီဖြစ်ပါတယ်။ကဲဒါဆိုရင်ပထမဦးဆုံးနံပါတ်1မေကွန်ကြည့်ရအောင်။ကျောင်းအောင်ဆရာကြီးဂွင်းထဲမှာမှနဲ့ကပေးထားတယ်။မိန်ကွန်စကားပြောကြပါမည်တဲ့။ကဲဒါဆိုရင်အလွယ်လေးအနေနဲ့ကြည့်အောင်မှဆိုတာထွက်ခွာရပြတယ်။ကဆိုတာကတပြုလုပ်သူနော်ကိုစားပြုလုပ်သူနေရာကနေပေါ်ပြတယ်။ဒါဆိုရင်ကျောင်းအောင်ဆရာကြီး နော်မားကမိန်ကုံးစကားပြောတာထွက်ခွာရပြတာတခွမှမပါဘူးဒါဆိုရင်ဒီနေရာမှာမသိတော်တဲ့စကလုံးဒီပါစကလုံးဖြစ်မလဲကဖြစ်မလားမှဖြစ်မလားဆိုတော့မှပေါ့နော်ထွက်ခွာရပြစကလုံးမဟုတ်တဲ့အတွက်ကြောင့်မလို့မှသည်ဒီနေရာမှာမသိလျော်တဲ့စကလုံးဒါဆိုရင်အပြင်းမှန်ဒီပါလေကာဒီကျောင်းအောင်ဆရာကြီးကမိန်ကွန်းစကားပြောကြပါမည်တဲ့ကဲဒါဆိုရင် နောက်တစ်ပုတ်ကြည့်ရအောင်ဘျိုးဥနီဈေးကွက်လက်မှားကပြန်လာပြီလားပြเนาะဒီနေရာမှာထွက်ခွာရပြအတုံးအနှုံလေးတွေကိုတွေ့ရမှာဖြစ်ပါတယ်နံပါတ်1အချက်ဈေးနံပါတ်2အချက်ပြန်လာပြီလားပြเนาะဒီစကလုံးလေးတွေကိုကြည့်လိုက်ချင်းအပြင်ဒီနေရာမှာเนาะဖြစ်ရမယ့်စကလုံးတွေတန်းပြီးတော့တိမှာဖြစ်မှာတယ်ဖြစ်ပါတယ်ဘာလဲဆိုတော့မှား ဒါဆိုရင်မသိလျော်တဲ့အသုံးဒီဘာဖြစ်သွားမလဲကဘောမသိလျော်တဲ့အသုံးဒီကဘောဘျိုးဥနီဈေးမာပြန်လာပြီလားပြကဲဒါဆိုရင်ကနဲ့သုံးကြည့်အောင်ဘျိုးဥနီဈေးကပြန်လာပြီလားပြဒါဆိုရင်ဒီအသုံးဟာမှားသွားပြီနော်ဒီညမှာသင့်တော်တဲ့အသုံးကမှားကဲနောက်ထပ်တစ်ပုတ်ကြည့်အောင် ဖခင်ကွင်းထဲဟာမှားက တာအာမုံဘိုးပေးသည် နော်ဖခင်ဆိုတာ ကတာပြုတ်လုတဲ့သူ ပြုတ်လုသူကို ပြတဲ့နေရာမှာကဖို့သုံးဝမင်းလို့ဖော်ပြတဲ့အတွက်ကြောင့်မလို့နော်ဖြစ်နိုင်ရဲ့ဖြစ်မဲ့သကလုံးဒီကနော်တေကြပြီဒါပေမဲ့ဒီနေရာမှာ စားချောင်းလေးထဲမှာတစ်ချက်လောက်ကြည့်အောင်ထွက်ခွာရပြနော်သကလုံးလေးတွေပါသလားတအားမုံဘိုးပေးသည် မပါဘူးနော်ဖခင်ဆိုတာလည်းမပါတဲ့အတွက်ကြောင့်မလို့ မသိလျော်တဲ့အတုံးကို ပြပါဆိုရင် မသိလျော်တဲ့အတုံးကမှပေါ့နော်ဖခင်ကာတာအာမုံဘိုးပေးသည်တဲ့ကဲဒါဆိုရင်နောက်ထပ်တစ်ပုဒ်ကြည့်ရအောင်မိထီလာကန်တော်အောင်ဝင်းနေကကာမှဖားကောက်ခဲ့ပါတဲ့ကဲဒီမှာလည်းအတူတူပဲ ပထမအဆုံးကတားနဲ့ပတ်သက်လို့အသုံးအနှုန်းလေးတွေကြည့်မယ်နောက်တစ်ခုထွက်ခွာရပြတဲ့အသုံးအနှုန်းလေးတွေကိုတစ်ချက်လောက်ကြည့်အောင်ဖားကောက်ခဲ့ပါတဲ့နောက်တစ်ခုကမိတိလာကံတော်အောက်တဲ့ဒါဆိုလို့ရှိရင် မိတိလာကံတော်အောက်မှဖြစ်မလားကံတော်အောက်ကဖြစ်မလားဆိုရင် သူ့ရဲ့အဖြေသည် တ္တရဲ့ကနောကတ္တပြုလုပ်သူဖြစ်ကြောင်းကိုပြတဲ့အတွက်ကြောင့်မလို့မိဋ္ဌီလာကံတော်အောက်ကဖားကောက်ခဲ့ပါတဲ့ဒါဆိုရင်မသိလျော်တဲ့အသုံးဒီဘာဖြစ်သွားမလဲမှားပေါ့ကဲဒါဆိုရင်နောက်ထပ်တပုတ်ကလေးကိုကြည့်ရအောင်ကျွန်တော်အိမ်ကွက်လန်မှားကကြောင်းအထီးနေ့တိုင်းလမ်းလျှောက်သည်တဲ့ကဲဒီနေရာမှာထွက်ခွာရပြနော်စကလုံးလေးတွေပါပြီလားပါတာပေါ့ เนาะပါလဲအိမ်เนาะကြောင်းเนาะအိမ်ထွက်ခွာတယ်အိမ်เนาะဘဲဟောလဲကြောင်းအထီเนาะဒါဆိုရင်တိတာတဲ့ဇကလုံးလေးထင်းသားမြင်သားတဲ့ဇကလုံးလေးဖြစ်တဲ့အတွက်ကြောင့်မလို့เนาะထွက်ခွာရပြဇကလုံးဒီပါလဲမှားเนาะဒါဆိုရင်မသိလျော်တဲ့အသုံးဒီပါလဲကပေါ့ဒါကိုကလေးတွေเนาะဒီလက်ကျင်ကလေးငါးခုကို ဖြည့်ပြပေးသလိုကြံတဲ့သကလုံးလေးတွေပါလာရင်လည်းဖြည့်ပြနိုင်မယ်လို့ထင်ပါတယ်။ကဲဒါလေးကတော့ဒီစာကြောင်းလေး၅ကြောင်းကတော့ကနဲ့မရဲ့အသုံးကိုရွေးသွားပေးခဲ့တာဖြစ်ပါတယ်။ကဲဒါဆိုရင်နောက်ထပ်လေ့ကျင့်ခန်းလေးကိုဆက်ပြီးတော့ဖြည့်ပေးပါမယ်။နော်အောက်ပါကွက်လက်များတွင် ကိုအားအသုံးကိုမှန်ကန်အောင် ဖြည့်ပါတဲ့။ကိုနဲ့အား ဒါဆိုရင်သိရမှာက ကိုးဆိုတာဘာတော့အားဆိုတာဘာတော့ကိုးဆိုတာကံနောက်ဆက်နော်ဖြစ်ပြီးတော့အပြုတ်ခံရတဲ့သူ အပြုတ်ခံရတဲ့အရာကိုပေါ်ပြတဲ့နေရာမှာ ကိုကိုသုံးနေအားဆိုတာကလက်ခံရပြနောက်ဆက်လက်ခံတဲ့သူကိုပေါ်ပြခြင်းနဲ့အခါမှာအားကိုသုံးနေတယ် ဒါကိုသိပြီးကိုနဲ့အားကိုသိပြီးဆိုရင်တော့ကွက်လက်ဖြည့်လို့ရပါပြီကဲဒါဆိုရင်ပြန်ပြောမယ်ကိုဆိုတာကကံနောက်ဆက်အပြုတ်ခံရတဲ့သူ အပြုတ်ခံရတဲ့အရာကို ဖော်ပြတဲ့နေရာမှာ ကိုကိုသုံးနေအားဆိုတာကလက်ခံပြနောက်ဆက်နော်လက်ခံတဲ့သူကိုပေါ်ပြတဲ့နေရာမှာသုံးတယ်။အဲဒါဆိုရင်လက်ကျင်ကန်းလေးကိုကြည့်ရအောင်။ မောင်ပုသည်အမဲယောကွက်လက်ပါပီကွက်လက်ကျွေးသည်တဲ့မောင်ပုဟာနော်အမဲယောကိုကျွေးတာဘသူ့ကိုလဲပါပီကဲဒါဆိုရင် ကွက်လက်ဖြည့်ကြည့်အောင်ကိုဆိုတာဘာလဲကံနောက်ဆက်အပြုခံရတဲ့သူလို့အပြုခံရတဲ့အရာလို့ဖော်ပြထားတယ်အာဆိုတာလက်ခံရပြနောက်ဆက်ဒါဆိုရင်အမဲယောဆိုတာကဘာလဲနော် အမဲရိုးဆိုတာနော်ကံနောက်ဆက်ပေါ့နော်အမဲရိုးနော်ဒါဆိုရင်ကံနောက်ဆက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကံနောက်ဆက် အပြုတ်ခံရတဲ့သူအပြုတ်ခံရတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုဒီနေရာမှာပါကိုဖြစ်မလဲကိုကိုဖြစ်မှာပေါ့အမဲရိုးကို ပါပြီးအာအမဲရိုးကိုပါပြီးအာကျွေးသည် အဓိကသိရမှာကိုယ်နဲ့အားကိုသိရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်နောက်တစ်ကြောင်းကြည့်အောင်အဖေသည်ဧည့်သည်များကွက်လန်ဖျားလိုက်ဖို့သည်တဲ့။နော်အဖေဟာဧည့်သည်နော်ဧည့်သည်များနော်ဒီညမှာကိုယ်နဲ့အားကိုဖြစ်မှာဖျားဧည့်သည်များအားဖျားလိုက်ဖို့သည် ဖြစ်မလားဧည့်သည်များကိုဖျားလိုက်ဖို့သည် ဖြစ်မလားဒါဆိုရင်ပြန်စဉ်းစားရအောင်ကိုဆိုတာကအဲ အပြုတ်ခံရတဲ့သူ အပြုတ်ခံရတဲ့အရာအားဆိုတာကနော်လက်ခံပြတဲ့အရာလက်ခံတဲ့သူကိုပြတဲ့အရာဒါဆိုရင် အဖေဒီဧည့်သည်များနော်ဧည့်သည်များဟာလက်ခံတဲ့သူလားနော်အပြုတ်ခံရတဲ့သူလားနော်ဖျားလိုက်ဖို့ဒီအပြုတ်ခံရတဲ့သူပေါ့သူကကံရဲ့နောက်ဆက်အနေနဲ့သုံးပါဧည့်သည်များကိုဒီနေရာမှာ ဧည့်သည်များအားလို့သုံးလိုက်ရင်ဒီရေးထားတဲ့သရာအသုံးလုံးမှားသွားပါပြီမှားသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်နောက်ထပ်တစ်ပုဒ်ကြည့်ရအောင်မေမေသည်ကျွန်တော်ကွက်လက်နော်ကိုနဲ့အားကိုဖြစ်မယ်မွေးနေ့လက်ဆောင်ပေး၏တဲ့နော်မေမေသည်ကျွန်တော်ကို ဖြစ်မလားကျွန်တော်အားဖြစ်မလားဒါလည်းအတူတူပဲပေါ့ကျွန်တော်ဆိုတဲ့နော်ကံနောက်ဆက် ။နောပါနေတဲ့အတွက်ကြောင့်မလို့မေမေသည်ကျွန်တော်ကိုပေါ့။ကျွန်တော်ကိုနော်မွေးနေ့လက်ဆောင်ပေးသည်ဒီညမှာမေမေသည်ကျွန်တော်အာမွေးနေ့လက်ဆောင်ပေးသည်ဆိုရင်ဒီအသုံးအနှုန်းမှားသွားမှာဖြစ်ပါတယ်။ကဲနောက်ထပ်တစ်ကြောင်းလေးကြည့်အောင်ဆရာကြီးသည်အာဇာနီနှင့်အကြောင်းကွက်လက်ចောင်းသားမြားကွက်လက်ဟောပြောသည်တဲ့ ဆရာကြီးသည်အာဇာနီနှင့်အကြောင်းနော်ကိုသုံးမဟုတ်အာအကြောင်းကိုသုံးမဟုတ်အကြောင်းအာကျောင်းသားများကိုသုံးမဟုတ်ကျောင်းသားများ အာဟောပြောသည်တဲ့နော်ဒီနေရာမှာဘာလေးတွေဖြစ်မလဲအာဇာနီနှင့်အကြောင်းဆိုတာကနော်အပြုခံရတဲ့သူဖြစ်မလားအပြုခံရတဲ့အရာ ဖြစ်မလား နောက်ပြီးတော့ចောင်းသားများဆိုတာကရောအပြုခံရတဲ့သူဖြစ်မလားအပြုနော်လက်ခံတဲ့သူဖြစ်မလားနော်ဒါဆိုရင်ဆရာကြီးကအာဇာနီနဲ့အចောင်းကိုဟောပြောတယ်ဘသူတွေကိုလဲចောင်းသားတွေကိုဒါဆိုရင်ဟောပြောတဲ့သူဆရာကြီးနော်လက်ခံတဲ့သူចောင်းသားနော်ဒီလိုမျိုးသိပြီဆိုရင်ဒီနေရာလေးကိုခလေးတို့ဖြစ်တတ်သွားမယ်ဖြစ်ပါတယ်အာဇာနီနဲ့အចောင်းကို နော်ចောင်းသားများအာဟောပြောသည်ကဲနောက်တစ်ကြောင်းကြည့်အောင်သူရေးသည်စာအုပ်များကွက်လက်ကြိုက်သည်တဲ့နော်သူရဲသည့်စာအုပ်များကိုကြိုက်သည်သူရဲသည့်စာအုပ်များအားကြိုက်သည်ကဲဒါဆိုရင်ကြည့်အောင်ဒီနေရာမှာသူရေးထားတဲ့စာအုပ်များเนาะ သူရေးထားတဲ့စာအုပ်များကနော်စာအုပ်တွေကသူရေးထားတဲ့အပြုတ်ခံရတဲ့အရာနေဖြစ်သလားဒါမှမဟုတ်စာအုပ်များအားဆိုတဲ့လက်ခံတဲ့အရာတွေဖြစ်မလားနော်ဒါဆိုရင်ဒီနေရာမှာသူရေးသည့်စာအုပ်များသူပြုတ်လုထားတဲ့အပြုတ်ခံရတဲ့အရာကိုဖော်ပြတဲ့အတွေ့အကြုံမလို့စာအုပ်များကိုယ်နဲ့သုံးမှမှန်မှာဖြစ်ပါတယ် ဒီနေရာမှာသူရဲသည့်စာအုပ်များအားကြိုက်သည်ဆိုရင်ဒီတရာအတော့အနှုံမှားသွားမှာဖြစ်ပါတယ်။ကဲဒါလေးကတော့ဓတမာတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့မှကားဆိုတဲ့အတုံးနဲ့ကိုအားဆိုတဲ့เนาะအတုံးလေးကိုသုံးပုံသုံးနည်းလေးကိုပြောပြခဲ့တာဖြစ်ပါလိမ့်ရှင်။နားလည်နိုင်မယ်ခလေးတွေနားလည်နိုင်မယ်လို့ထင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။